။အီရန်ဟာအနောက်နိုင်ငံတွေနဲ့တင်းမာမှုမြင့်တက်နေချိန်မှာကီလိုမီတာ1200 945မိုင်အကွာအဝေးအထိပြစ်ခတ်ရောက်ရှိနိုင်တဲ့လောင်စာတောင့်သုံးပယ်ထိန်ဒုံးကျည်တဲ့တစင်းကိုမေလ၄ရက်ကထုတ်ဖော်ပြသခဲ့တယ်လို့နိုင်ငံပိုင်ရုပ်တံကဖော်ပြခဲ့ပါတယ်။လောင်စာတောင့်သုံး Gazan Bazar ပယ်ထိန်ဒုံးကျည်ဟာကီလိုမီတာ1200အထိပြစ်ခတ်နိုင်ပြီးအီရန်ရဲ့နောက်ဆုံးကာကွယ်ရေးအောင်မြင်မှုဖြစ်ပါတယ်လို့နိုင်ငံပိုင်ရုပ်တံကဖော်ပြခဲ့ပါတယ်။ အီရန်ရဲ့ဒုံးကျည်စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးအနောက်နိုင်ငံတွေကစိုးရိမ်မှုတွေမြင့်တက်နေပြီးအီရန်ဟာအရှေ့အလယ်ပိုင်းဒေသရဲ့တည်ငြိမ်မှုကိုပြန်ရင်းအောင်လှုံ့ဆော်နေကြောင်းစွပ်စွဲခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကလည်းအီရန်နဲ့အစ္စရေးကြားပထမဆုံးအကြိမ်အဖြစ်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။မေလ၄ရက်ကအီရန်နိုင်ငံပိုင်ရုပ်သံမှာအီရန်ကာကွယ်ရေးဝန်ကြီးအဇစ်နာဇာဒါဇာနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာအဆိုပါဒုံးကျည်အသေးရဲ့မှတ်တမ်းတွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တိုက်ခိုက်ခံရမယ်ဆိုရင်ကျွန်တော်တို့ကိုစစ်ပွဲဆင်နွှဲမယ်ဆိုရင်ကျွန်တော်တို့ကအင်းနဲ့အာနဲ့ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပြီးသူတို့ရဲ့စခန်းတွေနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုပြတ်မှတ်ထားသွားမှာပါလို့ NASA ဒါစာကပြောပါတယ်။အီရန်နဲ့အမေရိကန်ဟာဧပြီလ12ရက်ကစပြီးအပတ်စဉ်စနေနေ့တိုင်းမှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးအိုမန်ကဂျောင်းဝင်ဆေးဆက်ပေးတဲ့ဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့ပြီးတဲ့နောက်အဆိုပါဒုံးကျည်တက်ကိုအီရန်ကပြသခဲ့တာဖြစ်ပါတယ်။ အီရန်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားသဘောတူညီမှုရရှိခဲ့တဲ့2018ခုနှစ်အီရန်နျူကလ িয়ার စီမံကိန်းသဘောတူစာချုပ်ကနေအမေရိကန်နှုတ်ထွက်သွားပြီးတဲ့နောက်ဒီဆွေးနွေးမှုတွေဟာအမြင့်ဆုံးအဆင့်ထိတွေ့ဆက်ဆံမှုတွေဖြစ်ပါတယ်။